မြန်မာနိုင်ငံရဲ့လက်ရှိအစိုးရတဲ့လက်ထက်မှာဥပဒေအပြောင်းလဲတွေလုပ်တဲ့နေရာမှာရရှိတဲ့အတွေ့အကြုံတွေပေါ်မှာအခြေခံပြီးတော့ကြံရှိတဲ့အစိုးရတက်တန်းကာလမှာပြည်သူတွေရဲ့ဆန္ဒတွေရည်မှန်းချက်တွေကိုအောင်မြင်အောင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့နိုဝင်ဘာ16ရက်နေ့ကကျင်းပခဲ့တဲ့အဲ့ဒီအခမ်းအနားမှာနိုင်ငံတော်သမ္မတဦးသိန်းစိန်ကပြောကြားလိုက်ပါတယ်။အော်ဒီကိုပြန်ရအောင်လားဒါရှိတယ် Saint Paul Leaf. I kind of got into that. His name is Bill. I didn't get into that. Now she had a good thing on the chain. I mean, so she had a sword that I thought I was going to. He's a real son of a bitch. My dad said, I should be. He didn't know that I'm going to. 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 နေပြည်တော် MICC မှာကျင်းပခဲ့တဲ့အဲ့ဒီကျင်းလက်ဒေတာဖွံ့ဖြိုးရေးမဟာဗျူဟာအလုပ်ရုံဆွေးနွေးပွဲဟာလာမယ့်ဒီမိုကရေစီအစိုးရအတွက်အလွန်ကောင်းမွန်တဲ့ဖောင်ဒေးရှင်းခင်းပေးတာဖြစ်တဲ့အတွက်2015-2016ခုနှစ်မှာဖြစ်ပေါ်လာမယ့်အစိုးရအတွက်နောက်တဆင့်တက်သွားဖို့ဖြစ်တယ်လို့သမရယုံဝင်ကြီးဌာနသုံးပြည်ထောင်စုဝင်ကြီးဦးစိုးသိန်းကပြောဆိုခဲ့ပါတယ်။ Mapping လုပ်ပြီးတော့ကြေးရွာပေါင်း6000ကျော်ကိုဘယ်လိုလုပ်သွားမယ်ဘယ်လိုလုပ်သွားမယ် ဆိုတဲ့ case by case ကျွန်တော်တို့ရှင်းနိုင်တဲ့ plan လေးလုပ်မယ်လို့ကျွန်တော်ထင်တယ်။နိုင်ငံတော်သမ္မတအကြံပေးဒေါက်တာဇော်ဟုကတော့မြန်မာနိုင်ငံမှာလက်ရှိကြုံတွေ့နေတဲ့ဆင်းရဲနွမ်းမမှုရှော့ချရေးနဲ့ကျိလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးအခုလိုဆွေးနွေးပြောကြားခဲ့ပါတယ်။ကောင်တဲ့ပေါ်ရေးဆိုင်ရာစွမ်းရည်တွေကကျွန်တော်တို့အားလုံးမှာအစိုးရမှာပေါ်အရက်ဖက်အဖွဲ့အစည်းမှာပေါ်ပုဂ္ဂိကကဏ္ဍမှာပါအားနည်းနေတဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ ျွန်တော်ဒီ season ကြီးသွားတဲ့အခါမှာဒီအာလေ့ကျင့်ရင်းနဲ့ account တွေပေါ် account တွေပေါ်ယူရင်းနဲ့သင်ယူသင်ယူရင်းနဲ့ပြန်ပြီးတော့ account တွေပေါ်တဲ့အခါမှာလိုအပ်ချက်တွေအားနည်းချက်တွေကိုပြန်ပြီးတော့ပြင်ဆိုတဲ့ပုံစံနဲ့သွားဖို့ရှိပါလိမ့်မယ်။စီရင်နွမ်းမမှု short ချရေးအောင်မြင်ဖို့လူမှုရေးဆိုင်ရာကဏ္ဍမှာကလေးတငယ်တွေမတန်ဆွမ်းသူတွေတက်ကြီးရွယ်အိုးတွေအလုံလက်မဲ့မျိုးသမီးတွေကိုဖွံ့ဖြိုးတိုးတက်ရေးတွေမှာမပါဝင်ရင် ဆင်းရဲနှွမ်းပါမှုအများကြီးရော့မှာမဟုတ်ဘူးဆိုတဲ့အချက်ကိုသူတေသနာတွေးရှိချက်တွေမှာတွေ့ရတယ်လို့လူမှုရေးဆိုင်ရာသူတေသနာအလုံးမှုဆောင်ဖွဲ့ကဒေါက်တာမိုက်ဂရစ်တင်းစ်ခေါ်ဒေါက်တာအောင်နိုင်ကပြောပါတယ်အဖွဲ့အစည်းရဲ့ရည်မှန်ချက်ကဒီ evidence based planning လို့ဖြစ်ပါတယ်တည်တည်အထောက်အထားနဲ့စီမံကိန်းရေးဆွဲခြင်းဖြစ်ပါတယ်ကျွန်တော်တို့အမြင်ပြောတာတစ်ခုလေအစကောင်မှာအနောက်သိချာကျွန်တော်တို့စီမံကိန်းအစမှာဟိုခိုင်မြဲတဲ့တည်တည်ထောက်ထားရှိလို့ရှိရင်စီမံကိန်းဆွဲတဲ့အခါမှာတိတိယောက်ယောက် ဟိုစီမံခန့်ကြီးကိုရေးဆွဲဖို့ရှိပါတယ်အဲ့လိုမျိုးဟာမျိုးတက်တဲထောက်ထားမရှိလို့ရှိရင်ဟိုထိရောက်ဖို့ဟိုလဲလဲလဲနဲပါပဲကျွန်တော်တို့ယူဆပါတယ်အဲ့ဒီခန်းနာမှာနိုင်ငံတော်သမ္မတဥသိမ်းစိန်ဒုတိယသမ္မတဥညံထွန်းနဲ့မွေးမြူရေးရေလုံငန်းနဲ့ကျေးလက်ဒေတာဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မြင့်ပါဝင် ပြည်ထောင်စုဝန်ကြီးတွေပြည်ရင်းပြည်ပအဖွဲ့အစည်းတွေပညာရှင်တွေအတတ်ပညာရှင်တွေတက်ရောက်ခဲ့ကြပါတယ်ရှင်။